ယောက်ျားလေးတယောက်အတွက်ကပ္မြင့်ဆုံနေရာကိုရောက်သွားတာတစ်ပိုးပြောစရာကောင်းတဲ့ကိစ္စတစ်ခုရှိပါသေးတယ်။အဲဒါကတော့ကိုအောင်မြင်တဲ့အချိန်မှာကိုတစ်ဖက်သက်ဆွဲနံနဲ့တက်ခဲ့ရတဲ့အမျိုးသမီးကအတိမတ်ပြူပြီးချီကျူးစကားဆိုလာတာပါပဲ။ကျေချွာဖန်ရင်အောင်မြင်မှုကတော့တကယ်ကိုအမကန်ပါပဲ။သူဟာ UFC Flyweight တန်းမှာတရင်တဆူလို့ဖြစ်နေတဲ့ပန်တူကြောင့်အချိန်တိုးတွင်းမှနိုင်ယူပြီးမြမလူမျိုးရဲ့ဂုံကိုကပ္ပလင်မှာတောက်ပါစေခဲ့ပါတယ်။ သူရဲ့လက်သေးချက်တွင်တည်ငြိမ်မှုတွေကပြိုင်ဘက်ကိုအလဲထိုးနိုင်ခဲ့ပေမယ့်တကယ်တမ်းသူရဲ့နှလုံးသားကိုအလဲထိုးသွားသူကတော့အမှုပညာပြုခင်းရဲ့ဥယျာဉ်မှုမင်းသမီးကျော်မိုး၏ကိုပါပဲဂျိုရှုအာဗန်ဟာကမ္ဘာချန်ပီယံမဖြစ်ခင်နာမည်မကြီးခင်ကတည်းကမိုး၏ကိုဟာသူ့ရဲ့ crash ဖြစ်ကြောင်းနိုင်ငံတကာအင်တာဗျူးတွေမှာမရှက်မကြောက်ဝန်ခံခဲ့ဘူးသူပါ ငါချန်ပီယံဖြစ်မှမမမှုကိုတော်တွင်မယ်။ချန်ပီယံဖြစ်မှပဲဖွင့်ပြောမယ်ဆိုရင်ရှင်မန်းချန်နေစူးစမ်းခဲ့ပုံရပါတယ်။အခုတော့သူရဲ့စူးစမ်းမှုတွေကအရာထင်ခဲ့ပါပဲ။ ချန်ပီယံဖြစ်ပြီးပြီးချင်းမှာပဲမိုးဤကိုကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဂျိုရှွာဘန်ကိုဂုဏ်ပြုခဲ့ပါတယ်။ရိုးတန်းတန်းဂုဏ်ပြုတာမဟုတ်ဘဲအရန်ဂုဏ်ယူရပါတယ်။တကယ်ကိုတော်လုံးမှနေဆိုရင်စာသားလေးနဲ့တူဂျိုရှွာဘန်ရဲ့ပုံရိပ်တကူမျှဝေခဲ့တာပါ။ဒီလိုထိတ်တန့်မင်းသမီးတလက်ကကိုယ်အတွက်တည်တန့်အချိန်ပေးပြီးဂုဏ်ပြုစကားဆိုလိုက်တဲ့အချိန်မှာတမနီလူမှကြောတဲ့ဖိုက်တာကြီးဂျိုရှွာဘန်တယောက်အသေးနှလုံးနဲ့အရှိပြောသွားတော့မှသိကြပါတယ်။ ဒီပြည့်ကဘာကိုတက်တည်ပြလိုက်တယ်လို့ဆိုရင်ယောက်ျားလေးတယောက်အောင်မြင်မှုရှိရင်အချစ်စစ်ကိုပန်းဆိုင်နိုင်နေဆိုတာပါပဲမွေးကူလိုနေထိုင်ကြည့်လက်ပြီးမာနာကြည့်တဲ့မင်းသမီးကိုတော့အရှိပြောင်းအောင်လုပ်နိုင်တော့ဂျူရှူအာဘန်ရဲ့စွန့်ရည်လိုပဲဆိုရမှာပါပရိသတ်တွေကလည်းသူတို့နှစ်ယောက်ရဲ့အသက်ရွယ်ကွာခြားမှုကိုထိမထွက်ပေရွှေနဲ့မြောက်လိုလိုက်ဖက်လို့လုံးဝိုင်းပြီးအားပေးနေကြပါတယ် တတင်းတတိကြားရတာကတော့ကျွှေရွှေဘာဟာမကြခင်မှာရွှေကပတ်ကြီးကိုပခုံးပေါ်တင်ပြီးမြန်မာနိုင်ငံကိုပြန်လာတော့မှာပါသူပြန်လာတဲ့အထူးရည်ရွယ်ချက်ကမြန်မာပြည်သက်တွေကိုဂုဏ်ပြုချင်တာတစ်ဖက်မှာလည်းသူရဲ့အိမ်မက်နဲ့သမီးမိုးရီကိုနဲ့တွေ့ဆုံပြီးဘဝလက်တွေပေါ်ဖြည့်ရွေးချယ်ဖို့တင်ရည်ရွယ်ချက်ရှိနေတယ်လို့ဆိုကြပါတယ်ပြည်သက်ချင်းတို့ရောသူတို့နှုတ်ကိုသဘောတူကြရင်လားဆိုတော့ပြောခဲ့ကြပါအောင်နော်